ဒီဘဝမှာလှူတန်းနေတဲ့ပုဂ္ဂိုလ်တွေကနော်လှူတန်းနေပြီးတော့တာရုခေါ်တဲ့လူတွေကြတော့ဘာဖြစ်လို့တာရုခေါ်တဲ့ပြိတ္တာတွေကြတော့ချက်ချင်းအကျိုးရပြီးတော့ကိုယ်တိုင်လှူတန်းနေတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်လို့အကျိုးမရသလဲလို့မေးကောင်းမေးချလိုက်မယ်နော်မေးကောင်းမေးချလိုက်မယ်ရှင်ထဲမှာမိုးရွာနေရင်တော့သိပ်မထင်ရှားဘူးပေါ့ရှိနေတဲ့ပုဂ္ဂိုလ်တွေအတွက်မှာဒါနကောင်းမှုကမထင်ရှားသလိုဖြစ်တယ် ို့တော်လည်းတကယ်စဉ်းစားကြည့်လို့ရှင်ဒါနကောင်းမှုတွေလုပ်နေတဲ့ပုဂ္ဂိုလ်ဟာအဆအဆအရာရာအစဉ်ပြေနေတယ်ဆိုတာတော့သိကြတယ်လူတိုင်းလူတိုင်းဟာကုသိုလ်ကောင်းမှုလုပ်သူနဲ့မလုပ်သူကအမတမ်းမှကွာခြားတယ်ဒါအတိတ်ဘဝကအခြေအနေတော့ရှိကောင်းရှိနိုင်တယ်ပေါ့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာအလုံးအစဉ်ပြေလာပြီးတော့လက်လက်ပါရှားပါတယ်လို့မရှိဘူးဘုန်းကြီးတို့လည်းဒါကိုတတိထားမိတယ် ငယ်စဉ်ကနေစပြီးတော့ကိုယ့်ကိုယ်တတိထားမိတာဒါကြောင့်လို့လဲစိတ်ထဲမှာယုံကြည်တယ်ပေါ့နော်အေးကိုရင်းဘဝတွေကရလာတာကိုရလာတဲ့သင်္ကန်းလေးကိုကိုမိတ်ဆွေတွေတငယ်ချင်းတွေကိုမျှဝေပြီးတော့ပေးခဲ့တယ်နောက်ရမ်းဖြစ်တဲ့အခါကျတော့ရမ်းခံတယ်ဆိုတော့ရမ်းလောင်းအနေနဲ့လောင်းကြတာလှူကြတာသင်စင်းမှာရှိတယ်ပေါ့အဲ့ဒီတော့ကလှူသမျှတွေ လှူတဲ့သင်္ကန်းတွေမျက်နှာသုတ်ပွားတွေစပြခဲတွေဆိုတာလို့အဲ့ဒီရဟန်းခံပွဲမှာတငယ်ချင်းတွေကလည်းလာကြတော့သူတို့ကိုခွဲပြီးတော့လှူလိုက်တာအမှတ်တရပဲအဲ့လိုလှူလိုက်တဲ့အတွက်ကြောင့်သင်္ကန်းနဲ့ပတ်သက်ပြီးတော့ရှားပါတယ်လို့တခါမှမကြုံခဲ့ဘူးဘူးပေါ့အစင်းနေမယ်ကို့မှာရှိနေတာကြီးပဲအဲ့ဒီတော့ကတော့ဒီလိုဒီဌာနရဲ့အကျိုးလို့သိပြီးတော့မသိဘူး နောက်တစ်ခါယဟန်သုံးဝါရတဲ့အခါကျတော့စံဝဲတစ်ခုမန္လိတက်ကြသည်ဟာစာတဲ့နန်းကိုအောင်နေပေါ့အဲ့ဒီလိုအောင်နေအခါမှာစာတဲ့နန်းအောင်နေပုဂ္ဂိုလ်၅ပါးကိုမဲချမဲချတဲ့အခါမှာအကောင်းဆုံးပရိသေဘင်ကိုပေါက်တယ်အဲ့ဒီတော့ကပရိသေဘင်ထဲမှာသင်္ကန်းအစုံ30ပါတယ်စဝဲကလထိုင်ဘီတို့ ဲ့ယခင်အဲ့ယာအဲ့ယာကရင်အပြည့်စုံအလုံးအဲ့ဒီခေတ်က9000တန်းဆိုတာအမြဲတမ်းများတယ်လို့ပြောတယ်ကျမငွေ9000ဆိုတာအခုခေတ်9သိန်းလောက်မကဘူးတန်ကြီးရှိပေါ့နော်အဲ့ဒီတုန်းကရလာတဲ့သင်္ကန်းအဆုံ30ကိုမှတ်မှတ်ရရစကိုင်းကြောင်းဝါဆိုတန်ကလည်းပဲအပါ30လောက်ရှိတော့အဲ့ဒီသင်္ကန်းတွေအားလုံးဝါဆိုသင်္ကန်းကတ်ဖြစ်ကတ်ထုတ်လိုက်တယ်ပေါ့ ဒီလိုကုသကောင်းကိုလှုပ်လို့ကို့မှာရလာတယ်လို့ဆိုတာကိုနောက်ပိုင်းကျတော့တတိထားလာသို့တော့ရခြင်းလို့လှုပ်တာတော့မဟုတ်ဘူးလှူခြင်းလို့လှူတာပဲလှူတာကတော့ဒါကကိုရွေးလေးတွေကိုပြောပြတာပေါ့အဲ့တော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီဒါနကောင်းမှုလုပ်နေတဲ့ပုဂ္ဂိုလ်ဟာလောကချက်တွေကိုထပ်ပြီးတော့ဖြည့်ဆည်းနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရပေါ့နော် အခုလိုအမ္တံမဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာဘုံညာကရိယာဝတ္ထု၁၀ပါးတဲ့ကပတ္တနုမောဒနာသူများပေးတဲ့ကုသိုလ်လေးကိုသာဓုခေါ်လိုက်တာနဲ့ကို့မှာပြီးပြီးဆုံးသွားတယ်ဆိုတာလွန်လွန်းနံလို့တော့မဆိုနိုင်ဘူးကုသိုလ်တရားရဲ့အကျိုးတရားဟာချက်ချင်းခံစားရတယ်လို့ဒီလိုဆိုတာเนาะအဲ့ဒါဖြင့်ခုခေတ်လူတွေသာဓုတွေခဏခဏခေါ်နေကြတာဘာလို့မရတာတော့လို့မေးကောင်းမေးလိုက်မယ် ခုနလိုပဲရေထဲမိုးရွာနေတာပဲလေကိုကပြပြဆုံနေတာဆိုတော့ဆိုပါစို့ရှိနေတဲ့လူတွေကိုထမင်းတနတ်ခေါ်ကြွေးလဲပဲသိပ်ပြီးတော့သူ့မှာစားရလဲသိပ်မထူချအောင်မစားရလဲသိပ်မထူချအောင်ဘာဖြစ်လို့လဲဆိုရှိတာပြည့်စုံနေတာမပြည့်စုံတဲ့လူတွေကြတော့အမတန်မှထူချာသွားတယ်ပေါ့ခုနကပြည့်စုံတဲ့ပုံကိုကြတော့ချက်ချင်းကြီးရသွားတယ်ဆိုအမတန်မှထူချာတယ်ဒါကြောင့်မို့သာဓုခေါ်ရင်ကုသိုလ်ရတယ်ဆိုတာဟာ ဒီအင်တမအရေးကြီးတဲ့ပြိတ္တာဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေဖို့တော့ဒီအကျွတ်လွတ်ပွဲတွေလုပ်ပြီးအမျှတမ်းပေးဝေတာအင်တမခေါင်းနဲ့လုပ်ငန်းတစ်ခုပဲသူတို့အတွက်သိချက်ချင်းကြီးအကျိုးရှိတယ်လို့ဆိုအဲ့တော့လူသားတယောက်တောင်မှပဲဒီလိုသာဓုခေါ်ယုံနဲ့ကောင်းကျိုးချမ်းသာတွေရတာမရှိဘူးလားလို့ဆို950ဇာတ်ထဲမှာသင်္ခဇတ်ဆိုတာရှိတယ် အဲ့ဒီသင်္ခါဆက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရားနောင်သင်္ခါပုံနာကြီးကကုသကောင်မှုလုပ်ပြီးတော့ပင်လေတဲ့သွားတဲ့အခါသင်္မောပြက်သွားတယ်ပြက်တဲ့အခါသူ့နောက်ကပါလာတဲ့သူ့ရဲ့အဖော်သူ့ရဲ့တပည့်နဲ့သူတို့နှစ်ယောက်ပြင်ချက်တစ်ခုပေါ်မှာမျောပါပြီးတော့ခொနည်းရဲ့လုံးလုံးပင်လေတဲ့မှာဒုက္ခရောက်နေကြတာသူလူခဲ့တဲ့ကုသကောင်မှုကြောင့်ပင်လေဆောင်နတ်သမီးကလာပြီးတော့ခဲတယ် ကယ်တဲ့အခါမှာသင်္ခပုံနာတယောက်တည်းပဲကယ်တယ်ကျန်တဲ့ပုဂ္ဂိုလ်မကယ်ဘူး။ဘာဖြစ်လို့မကယ်လဲလို့ဆိုတော့သူ့ဘာဘာကုသိုလ်မှမရှိဘူး။သူတို့ကကုသိုလ်ရှိမှကယ်လို့ရတယ်။အဲ့တော့လူဆိုတာတနာခြင်းပဲပဲလို့တနာလို့မရဘူးဆိုတာရှိတယ်နော်။ကမ္မပါရင်တနာလို့မရဘူး။ဆိုပါစို့မြတ်စွာဘုရားဟာအဲ့တော့မှကြီးမားတဲ့တကောရှင်ဖြစ်ပေမဲ့လို့လူတိုင်းကိုအိဟိဘိက္ခုခေါ်ပြီးတော့တကောနဲ့ပြီးတဲ့သဘိတ်သင်္ကန်းပေးလို့မရဘူး။ ကုသိုလ်ကံရှိတဲ့ပုဂ္ဂိုလ်သာကံကိုလမ်းဖွင့်ပေးတဲ့သဘောလောက်ပဲရှိတယ်။အေးအတိတ်ဘဝတုန်းကသင်္ကန်းတစ်ပိတ်လှူပြီးတော့ဆူတောင်းခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်လို့ရှင်မြတ်စွာဘုရားတောင်းလှုပ်ပေးလို့မရဘူးဆိုတာရှိတယ်နော်။အဲ့တော့အဲ့ဒီလူကုသိုလ်ကံမရှိသည့်အတွက်ကြောင့်ဓသမီးကလစ်လျူရှုထားတော့ဟိုဘုရားလောင်းသင်္ခပုံနာကသူကနားလေတယ် သူ့ကိုကယ်ဖို့ပြောတဲ့အခါကျတော့မကယ်ဘူးကွာအဲ့တော့ခုသူ့ကိုကုသိုလ်ရှိအောင်ဘယ်လိုလုပ်ပေးတုံးဆိုတော့လမ်းမှာလာတော့ငါလှူခဲ့တဲ့ဖဏတ်တို့ထီးတို့လှူခဲ့တဲ့ကုသိုလ်ကောင်းမှုရှိတယ်အဲ့ဒီကုသိုလ်ကိုမင်းအတွက်အမျှဝေပါတယ်ဆိုတော့ဟိုလူကတာရုခေါ်အဲ့ဒီတာရုခေါ်လိုက်တဲ့အခါမှာသူ့ကိုကယ်လို့ရသွားတယ်ကဲတာရုခေါ်တဲ့ကုသိုလ်ဟာလူသားစင်စစ်ပေါ်မှာလည်းအကျိုးသက်ရောက်မှုရှိတယ်